အန်တီကြိတ်တာတွေကဒီဇဝင်တက်ချင်းကိုဖွင့်လိုက်ပြီဆိုတာနဲ့ကိုချက်ချင်းမူကဝင်တာနေမှာချက်တဲ့ကြာနေတော့ဒီကားကိုလေတကယ်အရန်ကြည့်စီချင်တာအမေကိုကြည့်စီချင်တာအဲ့လိုင်းကအနည်းဆုံးမရိုက်ရိုင်အောင်ကက်စတင်လေးတော့ပါဘူးခြင်းနဲ့ဆိုပြီးအရက်မြုံလင်းခဲ့တဲ့ဟာပေါ့နော်တကယ်တကယ်တမ်းကက်စင်ကိုရွေးခန့်လိုက်ရဆိုတော့ဗိုက်ဘာနိုဒီတက်လို့ဝင်ကြည့်လိုက်တော့ကိုဆိုတော့သိရတော့မှာအဲ့လို အမေချင်းချင်းလမ်းပြောခဲ့ရဆိုလေအဲ့လိုအခုချိန်မှာရှိစေချင်တာပေါ့တဘဝလုံးတာယာပြောချင်ပါစေလို့နှလုံးသားနဲ့ရင်ပြီးတော့စုတောင်းပေးလိုက်တယ် ါပြီပေါ့3နှစ်လောက်တောင်ရှိမှထင်တယ်ဒါပေမဲ့မရိုက်တာဆိုရင်9နှစ်6နှစ်လောက်ဖြစ်သွားပြီဒီဂျိုင်းမှာကိုရိုက်ထားတဲ့ကားလေးတစ်ခုကတစ္ဆာပေါ့နော်တစ္ဆာတော့ကတော့ကားတော့တက်လိုက်တယ်ဒါပေမဲ့အဲ့တစ္ဆာကလည်းဟိုရိုက်တာနည်းနည်းကြာပြီးမှတက်တဲ့ကားပေါ့အဲ့ဒီနဲ့ဒီနဲ့ဂျားနဲ့ဆိုရင်လည်း3နှစ်လောက်တော့ဖြစ်သွားပါပေါ့နော်ပြီးတော့ဒီဂျိုင်းမှာအများကြီးလည်းပြောင်းလဲသွားတယ်အမေလည်းမရှိတော့ဘူးဒီကားကိုလေတကယ်အရန်ကြည့်စီချင်တာအမေကိုကြည့်စီချင်တာအဲ့ကားရတော့ ဟိုအဲ့လိုအပြိုင်ပေါ့နော်မျိုးတို့ကက်စတင်နေဝင်ရတယ်ဝင်ရပြီးွားတဲ့အချိန်မှာဟိုညနေကြလို့ရှိရင် Viber group ထဲမှာ reset ကိုကျင်ညာမယ်လို့ပြောချင်မှာတစ်ချိန်လုံးတောင်းလျှောက်ကကိုရပါစေဆိုတဲ့ဟာလဲဆူတောင်းတယ်လို့အမေကလည်းပြောပြသမီးဒီကအရင်ရိုက်ချင်တာပါညာအဲ့လိုပြောတဲ့ခါကျတော့အမေကလည်းအေးရရင်ကောင်းမယ်ပါညာ ਨੇ ပြောနေပြီးတော့အဲ့ဒီအချိန်မှာကားရေးစေးတဲ့နေရာကိုရောက်နေရဒါပေမဲ့တစ်ချိန်လုံး Viber ကြည့်နေရော Viber notify တက်လို့ဝင်ကြည့်လိုက်တော့ကိုဆိုတော့တည်ရဲ့နောက်မှာအဲ့လိုအမေချင်းချင်းလမ်းပြောခဲ့ရဆိုတော့လေအဲ့လို 哭天嘛，心在艰难啊！咱有白钢流嘛，咱们加油！ အဓိကအဲ့ဒီဆက်ကကြတော့မြို့သူကဒီ MRD4 ကမရိုက်ခင်မြို့သူ Forever မရိုက်ခင်မှာတော့နေရမြို့သူအရင်တုန်းကဝိထုတွေဖတ်တယ်အဲဒီဟိုဒီရတရောတုတရောပေါ့နော်အဲ့လိုမျိုးတွေဖတ်တဲ့ခါမှာအရန်ကြိုက်ခဲ့ရတဲ့ဆက်အဲ့ဒီဆက်လေးကိုတို့ရုံကရိုက်ရင်ကောင်းမှာပဲဇလန်တွဲဆိုရင်ကောင်းမှာပဲဆိုပြီးကိုကအဲ့လိုမျောလင့်နေရပေါ့ပြီးလဲပြီးတော့ရုံကနေပြီးတော့ဒီကားရိုက်မယ်ရိုက်ဖို့ရှိတယ်လို့သိတဲ့ချိန်မှာ အ ਨੇ ဆုံးမရက်ရရင်တော့ကက်စတင်လေးတော့ပါဘူးခြင်းတယ်ဆိုပြီးအရက်မျောလင်းခဲ့တဲ့ဟာပေါ့နော်တကယ်တကယ်တမ်းကက်စင်ကိုရွေးခန့်လိုက်ရဆိုတော့ပို့ပြီးတော့လေဟိုကိုရင်ကြိုက်ရတဲ့ဇက်ကိုကိုမျောလင်းနေတဲ့အချိန်မျိုးမှာကိုရလိုက်တယ်ဆိုတဲ့ခါကျတော့တကယ်တမ်းကြရင်ကိုကြောင့်မလို့ဇက်ပြတ်သွားမှမျိုးကိုကအားနေနေမှမျိုးအဲ့ဒါအရင် stress ပြီးစေတယ်ပြီးတော့ဒီကားဆိုလို့ရှိရင်ပြလို့ရွေးထားတာနဲ့တကယ်ရိုက်တဲ့အချိန်နဲ့ရိုက်ခွေးရလဲတအားကြာတယ်ပေါ့နော်အဲပြီးတော့သူတို့ အမျိုးမျိုးပေါ့ဈားထဲမှာအခြေအနေပြောင်းလဲလေးကြောင်မလို့မျိုးတို့ဟိုရိုက်ဖြစ်မယ်မရိုက်ဖြစ်ဘူးအဲ့လိုလေးဖြစ်နေရပါတော့เนาะဆိုတော့အခုကျတော့တကယ်ရုပ်လုံးပေါ်လာပါပြီဟုတ်အတွေ့ပေါ်လာအန်တီကြိတ်တာလေဟာရတယ်အဲ့ကြံညိုကလေကိုတော့ကလေတကယ်အရန်မူရတဲ့ဇက်ကောင်ထဲမှာပါတယ်ဘာလို့လဲဆိုတော့ ပို့စာရိုက်တဲ့ချိန်ဆိုတာပို့စာဆိုတာပုံမှန်ပုတ်ပုတ်ပပနဲ့ပဲအဲ့လိုရိုက်လို့လည်းရတယ်ပေါ့နော်နောက်ဆုံးတကယ်အစ်စ်ငိုစရာမလိုပဲနဲ့မျက်ရည်တူတွေပါတွေထည့်လိုက်ရင်လည်းရပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာဒီဇောင်းဝင်တခြင်းကိုဖွင့်လိုက်ပြီးဆိုတာနဲ့ကိုချက်ချင်းမူအောင်ဝင်တာရိုက်နေတဲ့အချိန်မှာတော့လည်းကိုယ့်ရဲ့စင်တစင်းချင်းစီကိုဖက်လိုက်ပြီးဆိုတာနဲ့ကို dialog တွေဝိုင်းပြီးတော့တိုက်နေကြပြီတရုပ်ဆောင်ရမယ်လို့ပြောနေဒီမှာငိုနေပြီအဲ့လိုအယမ်းမူရတာအဲ့ဒါလေးကလေတကယ်လုံးအမတ်တရားဖြစ်ပါတယ်ဟုတ်ကတ်ဆိုင်မရှိဘူး ဆိုင်မှုရှိလို့မဟုတ်ဘူးဒီဇက်ကောင်ပေါ်မှာအရန်စိတ်နှစ်ထားပြီးတော့မှကိုအရန်ရိုက်ချင်တဲ့ဇက်မျိုးကိုမြုံလင့်တာကိုကိုရထားတာအဲ့တော့ကိုရထားတာနဲ့ကိုထိုက်တန်အောင် ကိုစူးစမ်းရတော့မယ်ဆိုတော့အတိနဲ့ကိုအရန်ကြိုက်တဲ့ဇက်ကောင်တို့ပုံပေါ်တဲ့အခါကျတော့လေသူတို့ကအဲ့လိုတခြားဘာကိစ္စမှလည်းမတွေ့ဘူးအဲ့ဒီရိုက်နေတဲ့ကာလာအတွင်းမှာဒီစီးပွားရေးကိစ္စတွေအကုန်လုံးလည်းညပြန်ရောက်လို့ရှိလို့ရှိရင်အဲ့လို group တွေနဲ့ viber တွေမှာ group တွေနဲ့လှုပ်ထားပြီးတော့မှနည်းနည်းပပကြည့်ပေးလိုက်တဲ့ ပြီးသွားလို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးကိုလွတ်ထားလိုက်တယ်အကိုကပဲအကုန်စီစဉ်ပေးတယ်ပြီးတော့ဒီကလေးတွေလည်းလိမ်မာလည်းပါပါတော့เนาะကလေးတွေကလည်းကိုဒီလို သွားပြီးရိုက်နိုင်အောင်လို့သူတို့နောက်ွယ်မှာသူတိတိချက်ချလေးကို train ပေးထားတဲ့အတိုင်းလေးကိုအလုပ်ကိုလုပ်နိုင်ကြတဲ့အခါကျတော့လေမြို့သူအဲ့တုန်းကတကယ်ပါ stress မှမရှိဘဲနဲ့ဒီဇက်ကောင်တစ်ခုလေးပေါ်မှာပဲအားဆိုင်နိုင်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့လဲပါမယ်ထင်ပါတယ်ဟုတ်ကြာညိုကလေစာဖတ်ပရိသတ်ကရှိပြီးသားတကယ်စာပေဗိမ္မာန်ဆုရထားတဲ့ဟိုဇက်ဥစားဝိထုဖြစ်တဲ့အတွက်ကြောင့်မလို့ကြာညိုရဲ့ပရိသတ်ကရှိပြီးသားအဲ့တော့သူတို့ရဲ့ယင်ထဲမှာဖန်ဖန်တီးထားတဲ့သူတို့စာဖတ်ထားတဲ့အဲကြာညိုနဲ့ကိုယ်ကထက်တူကြမကြဆိုတာကို ပြန်ပြီးတော့စောင့်ကြည့်ရမှာပေါ့เนาะတက်နိုင်တဲ့လောက်တော့အကောင်ဆုံးလို့ကြိုးစားထားပါတယ်မြို့သူတို့ဒီပြားရည်အိုင်တော့ဆိုရင်လဲစာဖတ်ပရိသတ်ရှိပြီးသားဇက်ကိုမှမြို့သူပြန်ရိုက်တယ်ပေါ့เนาะအဲ့ပြန်ရိုက်တဲ့အချိန်မှာဘာပဲဖြစ်ပြောသူအများညူဆိုတဲ့အဲနာမည်လေးတစ်ခုနဲ့မြို့သူမှတ်မိပေးကြတယ်အဲ့လိုဆိုရဲခါကျတော့အခုဒီကြာညူကြရင်လဲအဲ့လိုပဲပြားရည်အိုင်မှာမြို့သူရင်ခုန်ခဲ့ရတယ်လို့မျိုးပဲအခုလဲဒါထပ်ပြီးရင်ခုန်ရတာပေါ့เนาะပြားရည်အိုင်ကတော့ဟိုဒါအမှတ်ရခဲ့တယ်မြို့သူတို့ဆောင်းဝဲအောင်ခဲ့ကြတယ်ပေါ့เนาะဆိုတော့ကြာညူမှာလဲဆောင်းဝဲအောင်ခြင်းပါတယ် ဒီတစ်ခေါက်ဇေယံပွဲတော်လေးကတော့မင်းတို့အတွက်ထူးထူးခြားခြားလေးဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လေတစ်ခါမှမပေးဘူးတဲ့အလဲကြီးတို့လည်းပေးထားတယ်ပြီးတော့နောက်တစ်ခုကတော့မင်းတို့ရဲ့ခမ်းဘက်ကားလေးဖြစ်တယ်ဒီလိုင်းလေးကြပန်းရွှေကြပြန်လာတဲ့အထိမ်းမန်းဆိုတော့လေအဲ့ဒီမှာကြာညူကြီးဆိုတဲ့နေရာလေးကနေမင်းတို့ကဒါတရုတ်ဆောင်ထားအောင်မို့လို့လေကြာညူကြီးတီရှပ်လေးတွေပေါ့နော်အားလေးလည်းဒါလက်ဆောင်ထည့်ပေးပါတယ်လို့ဟုတ်အဲမင်းတို့အရန်ပြော်တယ်ဟိုကိုယ့်ရဲ့ကားမတက်တာအကားသစ်ပေါ့နော်မတက်တာလဲတအားကြာနေပြီ ဟိုဒီဟာလေးကိုဘယ်တော့တက်မလဲဘယ်တော့တက်မလဲဆိုပြီးမျောလင့်နေရဖြစ်တဲ့ခါကျတော့အခုတကယ်တက်လာပြီဆိုတဲ့အချိန်မျိုးမှာကိုကဒီဘက်မှာစီးပွားရေးလေးလုပ်နေရဆိုအဲ့ဒီရဲ့အမှတ်တရအနေနဲ့ပေါ့နော်မြို့သူကဒါအလဲ0ဆိုလို့ရှိရင်တစ်ခါမှမြို့သူဆိုင်ဖွင့်နေရမပေးတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါလေးကိုလုတ်ပေးထားပါတယ်အလဲ0ကိုမြို့သူတို့အခုဝယ်တဲ့သူတွေကလည်းအလဲ0ရမှာဖြစ်တယ်လို့အရင်တော့အလဲရောင်းနေပေါ့နော်ဝယ်ခဲ့တဲ့သူတွေကလည်း မိတ်ဟောင်းတွေပေါ့နော်လာပြီးတော့မှကြိုက်တဲ့ပစ္စည်းအစ်စ်တွေနဲ့အလဲဂျိုးနဲ့လာလဲလို့ရပါတယ်လို့ဟုတ်ဘာနေရက်တည်းလဲမိသေးလားဟုတ်29ရက်17လ2025နေပြီးတော့မြို့သူတို့3ရက်12လ2025အထိပါ3ရက်12လ2025ကြာတော့မြို့သူရဲ့ကားလေးတက်မှာမို့လို့အဲ့ဒီနေ့ဒီမြို့သူပေးထားပါရှင်ဟုတ်